ားလုံးပဲမင်္ဂလာပါရှင်။မွန်ကတော့ဒီနေ့အိမ်မှာစာသင်ကျော်လေးစောစာဖြစ်ပါတယ်။အဲမွန်ရဲ့ဂျော်နီလေးကိုအားလုံးကိုလာအောင်ပြောင်းပေးရပါပြပါတယ်ရှင်။မွန်တို့ရေပထမဆုံးအနေနဲ့စာသင်ကိုရေမှာတစ်နာရီလောက်စိမ့်ပြီးရေတော့ရေကိုတိကျစစ်ပြီးပဲငံ့များရေအနောက်ပေါ့နော်။တချို့ကလည်းကြာညိုလို့ခေါ်တယ်။ဒါလေးနဲ့မွန်တို့တိတိကျကျလေးအရာလောက်အောင်နေပြလိုက်ပါမယ်။ပြီးရင်တော့ကိုစားခြင်းနဲ့အတီးအနှံလေးတွေရေနောက်ကြက်သွန်ဖြူလေးတပြားရိုက်ထားတာရေ ကျုပ်မှွေထားတာလေးရယ်အဝတ်သားကြော်လေးရယ်ပေါ့နော်မွားပြင်ထားလိုက်တယ်ဒီနေရာမှာမွန်းလို့စီထဲမယ်စီပူလာရင်ကျက်သွန်လေးကိုစီတက်မယ်ပြီးရင်တော့မွန်းကကျက်သွန်နံလေးမှွေလာပြီဆိုရင်ဝတ်သားကြော်လေးထည့်လိုက်တယ်ပေါ့နော် ီနေရာမှာဝတ်သားကြောင့်မဟုတ်ဘဲနဲ့ဝတ်သားအစိမ်းကိုတခါတည်းထည့်ပြီးတော့စီးတက်လေရပါတယ်။တကယ်လို့ဝတ်သားစိမ်းထည့်တယ်ဆိုလို့ရှိရင်တော့ဝတ်သားလေးကိုလူအောင်အရင်စီးတက်ပေးပါတော့။ဘုံကတော့ဝတ်သားကကြော်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြာကြီးစီမတက်တော့ဘဲနဲ့အဲဝတ်သားလေးနည်းနည်းလေးထည့်ပြီးတော့လှိမ့်ပြရတယ်မို့လို့ဒီထည့်မဲ့အသီးရွက်တွေကိုတခါတည်းရောပြီးတော့ကြော်လိုက်ပါမယ်။ဒီအသီးရွက်တွေတဲမှာသူထွက်လာတဲ့ရည်လေးနဲ့ပဲပေါ့နော်။အသီးရွက်လေးတွေကိုနည်းနည်းလေးနူအောင်လို့တည်ထားလိုက် Εμεί. အသီးရွက်လေးနူးလာပြီဆိုလို့ရှိရင်တော့မွန်းနိုးလေးခုနကရေစိမ့်ထားတဲ့ကြာစံလေးကိုထည့်ပြီးတော့ဒီကြာစံလေးနူးအောင်လို့ပေါ်ကနေရေနွေးလေးပေါ့နော်ထည့်လိုက်မယ်ပြီးရင်အရသာအတွက်ကပင်ငံမြားကြီးအကြီးရဲ့ခယူစီရဲ့နောက်ကြက်သားမှုန်ပေါ့နော်မွန်ဒီနီယာမှာကြက်သားမှုန်လည်းထည့်ထားတယ်။နောက်ပြီးွားရင်အဲတကြားပေါ့နော်မွန်တို့တကြားလေးလည်းထည့်ပါမယ်။အားလုံးကိုထည့်ပြီးွားပြီဆိုလို့ရှိရင်တော့မွန်တို့တွေမှုေဖို့အတွက်ကိုလေအဲဇွန်နဲ့လည်းမမှုေဘူးပေါ့နော်ခရင်လေးနဲ့ပဲနည်းနည်း အရသာလေးကိုရောသွားလို့ခရင်နေနဲ့ဖော့ဖွာလေးထိုးပြီးတော့ထိုးပြီးတော့မှုမယ်ပေါ့နော်ဒီမှာအားအများကြီးနဲ့မှုရဲ့အခါကျလို့ရှိရင်မလို့ရေကြာစံအသားကကြည်သွားတတ်တယ်ပေါ့နော်ပြတ်သွားတတ်တယ်ကြာစံနေရလို့မျိုးဆိုရင်မလာဘူးပေါ့နော်အဲကြာစံလေးကလည်းရေလေးနေနဲ့နူးသွားတဲ့အချိန်ကြရင်တော့မလို့ကြက်ဥကိုဒီထဲပို့အတွက်ကိုကြာစံလေးတွေကိုဒဲဦးဘေးပတ်လေးတွေပို့ပြီးတော့ကြက်ဥကိုအလဲရနေပြီးတော့စီလေးနည်းနည်းနဲ့ထည့်ကြောမယ်ပြီးရင်တော့ ဘေးကဂျာဆန်လေးကိုကျုပ်အပေါ်ကို ပြန်ပြီးတော့အုပ်ထားလိုက်မယ်ပေါ့နော်ဂျာဆန်လေးလည်းနူးဤသွားပြီးကျုပ်ဥကျော်လေးလည်းကျက်သွားတဲ့နေထားရောက်ပြီးဆိုရင်တော့မနုပကန်လေးကိုထည့်ပြီးတော့ပြင်ပြီးတော့စားလို့ရပါပြီဒီနေရာမှာမောအပွားငရုတ်ကောင်းလေးနည်းနည်းလေးအုပ်ထားတယ်ပေါ့နော်သူနဲ့တွဲပတ်စားဖို့အချိန်ရတော့မောကစက်သွန်အချိန်လေးပဲရိုးရှင်းလေးလုပ်ပြီးတော့စားပစ်ပါတယ်ဒီဂျာဂန်ကျော်လေးကလေမွန်းတို့အိမ်မှာ အဖိုးလက်ထက်ကလေးကပေါ့နော်ကြော်ရွေးလာတဲ့ပုံစံပေါ့နော်မုံတို့ဘူကကြတော့အရင်နှုံးကသူကဒီတရုတ်စားတောက်ဆိုင်ဖွင့်ခဲ့တဲ့ခါကြတော့မုံတို့တွေစားတရုတ်စားတောက်ဆိုင်မှာကြော်နေကြအဖိုးကြော်နေကြပုံစံလေးပေါ့နော်အဲ့တော့တခြားလူတွေနဲ့ကြော်နေလဲသူကျမတို့ပါလိမ့်မယ်တကယ်လို့ဒီလိုမျိုးလေးကြော်စားခြင်းတဲ့သူတွေလဲကြော်စားလို့ရအောင်လို့မုံကမုံရဲ့ကြော်နေလေးကိုအားလုံးဝေမျှပေးလိုက်ရတာပဲဖြစ်ပါတယ်ရှင်တေးသူများကြီးတင်ပါတယ်